တရားအမှန်နဲ့အကြံပဲဘဝမှာချမ်းသာစွာအိပ်စက်နိုင်ခြင်းဟာလဲကံကောင်းခြင်းတစ်မျိုးပါပဲတချို့ကညာဘက်အိပ်မရတာ အိပ်မပြောတာတွေရှိတတ်တယ်တလောကတကမာကြီးတယောက်ကရှောက်ဖူးတယ်ဘုံဖရာတဲ့တပိတော့ညာညာအိပ်မရဖြစ်နေပါတယ်ဖရာအဲ့ဒါဘာလို့ရမလဲဖရာဆိုပြီးတော့ဘုံမုံတန်ကိုရှောက်တော့ဘုံမုံကတကမာကြီးရေအိပ်မရတာစိတ်မချလို့ပါပဲ အပြောချင်းစိတ်အတော်ပြင်မှရမယ်နော်လို့ပြန်ပြောရင်တရားအမှတ်နဲ့အကြည့်ဖို့နိပေးဖြစ်တယ်ပေါ့တကယ်တော့အတော်များများလူတော်တော်များများအဲ့ရတဲ့ရောက်ရင်အိမရကြတာစိတ်မချလို့ပါပဲစိတ်မချတဲ့အတွေ့တွေကြောင့်ပါပဲဟိုဟာလဲစိတ်မချဒါလဲစိတ်မချဟိုလူအတွက်လဲစိတ်မချဒီလူအတွက်လဲစိတ်မချစတဲ့အတွေ့တွေက လူကိုအိပ်မရအောင်လုပ်နေတာပါပဲအိပ်ပျော်ခြင်းတော့စိတ်တော့ပြန်မှာပေါ့စိတ်ပြင်းတယ်ဆိုတာကိုယ်စိတ်ကိုတတိကတ်တာပါပဲကိုယ်စိတ်မှာအတွေးတွေမဝင်အောင်အမှတ်လေးနဲ့အိပ်တဲ့သဘောပါပဲအိပ်မပြောတဲ့သူတွေအတွက်အကောင်းဆုံးအိပ်စေကတော့တရားအမှတ်နဲ့အိပ်တာ အကောင်းဆုံးပါပဲတရားအမှတ်နဲ့အိပ်ဆိုတော့တချို့ကအိပ်ရထဲမှာတရားမှတ်ကောင်းလို့လားဆိုတာမျိုးမေးတတ်ပါတယ် အရာထဲလဲမှတ်လို့ရပါတယ်။မြတ်ဗုဒ္ဓကတရားထိုင်ရက်သွားဣရိယာပုတ်၄ပါးလုံးမှာကြဲတဲ့ပုံစံနဲ့မှတ်လို့ရတယ်လို့မိန့်တော်ပုံပါတယ်။အရေးကြီးဆုံးကသိနေဖို့ပါပဲ။သိနေရင်တရားပါပဲမသိရင်တော့မတရားပေါ့။ကျန်တဲ့အချိန်တွေမှာမအားလို့တရားမမှတ်နိုင်ရင်တောင်မှအဲ့ရထဲမှာတရားလေးမှတ်ပြီးအိတ်ကြမယ်ဆိုရင်ကောင်းကောင်းလေးအိပ်ပျော်မယ်ကုသိုလ်လေးရမယ် အဲ့ရထဲမှာတရားမှတ်တော့မယ်ဆိုရင်ခေါင်းပေါ်ခေါင်းချလိုက်တာနဲ့ကိုယ်စိတ်ကိုစူးစီးပြီးအလုံးကိုလွတ်ချထားရပါမယ်အတွေးတွေပါအတွေးမှအဲ့ရထဲမှာပါလာစေပဲစိတ်ကလေးကိုတက်တောင်တက်တာပေါ့ပေါ့ပါပါလေးပဲထားရမယ်ပေါ့ပြီးရင်မျက်လွှာလေးအသာချပြီးလက်ကလေးနှစ်ဖက်ကိုရင်ဘတ်ပေါ်တင်ထားပေါ့တချို့ကြတော့လေဖောင်းတာပိန်တာမှတ်လေရှိတဲ့သူတွေအတွက်ကတော့ကိုယ်လက်နှစ်ဖက်ကို ကိုယ့်ရဲ့ဝမ်းပိုက်လေးပေါ်မှာတင်ထားရုံပါပဲအဲ့ဒီလိုအနေထားလေးပြင်ပြီးပြီဆိုရင်ကိုယ်ခန္ဓာကိုအနေထားကိုစိတ်ကလေးနဲ့မြင်အောင်ကြည့်ပြီးစိတ်ကိုနှာသေးပြထိတ်နှာခေါင်းဝလေးမှာထားရင်ဝင်လေထွက်လေလေးကို သူ့အရှိအတိုင်းလေးပဲအလိုက်သင့်လိုက်သိပေးနေရုံပါပဲဝမ်းပိုက်မှာမှတ်တဲ့သူတွေကလည်းဖောင်းတာပိန်တာလေးကို အလိုက်သိသိပေးနေရုံပါပဲအဲ့ဒီလိုဝင်လေထွက်လေကို လိုက်သိလိုက်မှတ်ပေးတဲ့အခါအပေါ်နှကန်းလေးကို တိုးထီပြီးတော့နှကောင်းအပေါက်လေးကနေတိုးဝင်လာတဲ့လေလေးကိုနှာသေးပြားထိတ်ကလေးကပဲစိတ်ကနေတတိကပ်ပြီးသိမှတ်ပေးနေရပါမယ်။ဝင်လာတဲ့လေလေးဆုံးသွားတဲ့အထိပေါ့လေကြောနောက်ကိုလိုက်ပြီး1 byte ထဲအထိလိုက်မှတ်နေဖို့မလိုပါဘူး။နှာသေးပြားထိတ်ကလေးကပဲဝင်လာတဲ့လေ ဆုံးသွားတဲ့အထိသိပေးနေုံပါပဲ။ ဝင်လေလေးဆုံးတာနဲ့ထွက်လေလေးကတခါပြန်တိုးပြီးထွက်လာမယ်တိုးထွက်လာတဲ့လေကိုလည်းအဲ့ဒီနှာသေးပြားထစ်ကလေးကပဲစိတ်ကလေးကလိုက်ကြည့်လိုက်သိပေးနေုံပါပဲထွက်လေဆုံးတဲ့အထီပေါ့အဲ့ဒီနေအတိုင်းဝင်လေထွက်လေကိုမပင်မပန်းပော့ပော့ပါပါသူ့အရှိအတိုင်းလေးပဲလိုက်သိပေးနေရင်ကိုယ်စိတ်ကလေးကငြိမ့်နေပြီးဘာအတွေးမှလည်းမဝင်တော့ဘူး လောဘဒေါသမောဟစတဲ့ကိလေသာတွေလည်းမပေါ်တော့ဘူးပေါ့စပြီးလေ့ကျင့်ခါစားကတော့စိတ်ကလွတ်နေအောင်မှာပဲမှတ်ဖို့ခက်နေအောင်မှာပဲလွတ်သွားလိုက်ပြန်မှတ်လိုက်လွတ်သွားလိုက်ပြန်မှတ်လိုက်အဲ့ဒီလိုအကျဉ်းချင်းလေ့ကျင့်ပေးရင်တတိအာကောင်းပြီးတမာတိတွေရှိလာမယ်တမာတိရှိလာရင်တမာတိရလာရင်စိတ်ကငြိမ်လာမယ်စိတ်ငြိမ်လာရင်အလိုလိုအိပ်ပျော်လာလိမ့်မယ်ပေါ့အဲ့ဒီလိုနီးနဲ့အိပ်မပျော် မချင်းလေ့ကျင့်ပြီးရင်အိမ်မရတဲ့ညဆိုတာမရှိနိုင်တော့ပါဘူးအိပ်ပျော်သွားလို့တရေတမောပြန်နိုးလာရင်လဲနိုးတာနဲ့တပြိုင်နက်စိတ်ကဝင်လေထွက်လေပြန်မှတ်တဲ့အလေးချင်းလေးလုပ်ပြီးရင်ကောင်းကောင်းလေးပြန်အိပ်ပျော်သွားမှာပဲပေါ့အဓိကကအလေးချင်းများများလှုပ်ထားဖို့ပါပဲဟုတ်လို့ဆိုရင်သတ္တနာဘဝအသက်20ကျော်အရွယ်ကတည်းကအဲ့ဒီအလေးချင်းလေးနဲ့အိယာတဲ့ဝင်တဲ့အခါ ဝင်လာတာပေါ့အခုဆိုရင်ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့စိတ်ကအလိုလိုနှာသေးပြားထိတ်ကိုရောက်ပြီးအသက်ရှူတာလေးကိုသိမှတ်နေတော့တာပါပဲမှန်သောစကားပါဘုံမုံရဲ့ဘဝမှာအိပ်မရတဲ့ညဆိုတာမရှိခဲ့ပါဘူးအကြာဆုံး10မိနစ်ပါပဲအဲ့ဒီ10မိနစ်ဟာလေတရားအမှတ်လေးနဲ့လေ့ကျင့်ထားတဲ့10မိနစ်ဆိုတော့မကြခင်ပဲအိပ်ပျော်သွားတော့တာပေါ့ပြောကျင်တာကအခုပေးတဲ့တရားအမှတ်နဲ့အိယာဝင်တဲ့နေလေးက တရားရဖို့ထက်အိပ်ရဖို့အိပ်ပျော်ဖို့ချမ်းသာစွာအိပ်ဆက်နိုင်ဖို့ဤပေးတာဖြစ်တဲ့အတွက်အိမ်မရတဲ့သူတွေအနေနဲ့အလေးအကျင့်လေးလုပ်ကြည့်ကြဖို့ပြောချင်တာပါစိတ်မချတဲ့အတွေးတွေနဲ့အိမ်မရတာတွေကိုတတိကကတရားအမှတ်လေးနဲ့ကိုယ်စိတ်ကိုပြင်ရင် အိပ်ပျော်စေခြင်းနဲ့သဘောပဲဖြစ်ပါတယ်လေကျင်ပါများရင် အလုံးလုံးမှတ်ပြီးအိတ်တက်တဲ့အကျင့်လေးရသွားပြီး အိပ်မရတဲ့ညာဆိုတာမရှိသလောက်ဖြစ်သွားမှာအမှန်ပါပဲများများလေးကျင့်များများမှတ်ကြည့်ပြီးစိတ်ကိုလွတ်မထားပဲလွတ်သွားလိုက်ပြန်မှတ်လိုက်လွတ်သွားလိုက်ပြန်မှတ်လိုက်အလေးကျင့်လုပ်ကြည့်ကြဖို့အထူးတိုက်တွန်းလိုတာဖြစ်ပါတယ်အလုံးချမ်းသာစွာ